ေကဝေจิตတจิตမိတို့ဣဒ္ဓဤလောက၌ဇရာဓမ္မမာဇိရိတိနာအလပတိယဌာနံဘေကဝေจิตတจิตမိတို့ဣဒ္ဓဤလောက၌ဇရာဓမ္မအိုရမယ်အရာတွေကိုမာဇိရိတိမအိုပြာစေနဲ့တို့နာအလပတိယဌာနံတောင်းတလို့မရဘူးတဲ့နံပါတ်၄တောင်းတလို့မရတဲ့အရာကအိုရမယ်အရာကိုမအိုဖို့တောင်းတလို့မရဘူးရရလားဆိုကြည့်ပါအိုတိဓမ္မ မအိုရတောင်းတမရပါအိုတိဓမ္မမအိုရတောင်းတမရပါအိုတိဓမ္မမအိုရတောင်းတမရပါပြိသေအမှန်လားမမှန်ဘူးလားဟောဒီပြိသေတည်းလည်းတဖြည်းဖြည်းတဖြည်းဖြည်းအချိန်ကုန်သွားတယ်တခါအိုသွားတော့တာပဲဟောဒီတရားဟောနေတဲ့ဘုန်းကြီးရောအိုသွားလားမအိုသွားဘူးလား ဒီတရားသည်အမှန်တရားဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲမှန်တာမဟုတ်ဘူးနော်တခြားကြဘာသာဝင်တွေရောတစ်ချိန်တစ်ရက်တစ်မိနစ်ကုန်သွားရင်တခါအိုသွားလားမအိုသွားဘူးလားဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်တွေကသိချမှတ်ထားပါဖရာဟောလို့မှန်တာမဟုတ်ဘူးမှန်လို့ဖရာဟောတာပြောကြည့်ပါဦးမှန်လို့ဖရာဟောတာဒီတရားတော်တွေကဖရာဟောလိုက်လို့အမှန်တရားဆိုရတဲ့အမှန်တရားမို့လို့ဖရာဟောတာ ဒါကြောင့်မလို့မြတ်စွာဘုရားတရားတော်တွေမှတ်ကြောက်တင်ခမ်းနေနေဆိုတာဒီတရားအိုးအချိန်တိုင်းအိုကြမှာပဲလို့ပြောတော့မအိုဘူးတို့တွေကပို့ပြီးနုပြိုသွားတယ်ဆိုတော့ပုံကိုယ်တွေလောကမှာရှိနေတာဘာသာချားရည်လည်းမရှိဘူးဗုဒ္ဓဘာသာဝင်လည်းမရှိဘူးဘယ်တော့တကဘာလုံးဘသူမှဒီတရားကိုမှားတယ်လို့ပြောလို့ရလားမရဘူးလားမှန်တဲ့အတွက်ကြောင့်ဘုရားဟောတာဖြစ်တဲ့အတွက်ကြောင့်ပြိသက်အိုးလာတယ်လို့ပြောရင်လည်းဟိုဒီပြိသက်တွေဘာမှခံစားရမရှိဘူးနော် ဟုတ်ဟုတ်လိုက်ခံစားတာမခံစားဘူးလားကိုယ်အိုတယ်လို့ပြောရင်ကြိုက်လားမကြိုက်ဘူးလားမခံစားဘူးလို့ပြောလို့မကြိုက်ဘူးလို့ပြောလို့နော်ပရိသတ်ရဲ့သင်ကြတာကတော့အချင်းကကုံသွားတာလားအချင်းကကိုယ်ကိုဝါမြူသွားတာလားကာလောကတတိဘူတာနိသဗ္ဗနေဝသဟာတနာကာလောအချင်းကာလဆိုတာသဟာတနာမိမိနဲ့အတူတကွာသဗ္ဗနေဝဘူတာနိတတဝါအလုံးကိုကတတိဝါမြူသွားတာ ခြင်းကကုံသွားတာလားကိုယ်ဝါမြူသွားတာတရက်ကုံသွားရင်တရက်အိုသွားလားမအိုသွားဘူးလားတလကုံသွားရင်တလအိုသွားတာတနှစ်ကုံသွားရင်တနှစ်ကိုအိုသွားတာပဲအဲ့ဒါအိုခြင်းတရားတို့တွေလွန်ဆန်လို့မရတဲ့အတွက်ကြောင့်မအိုပြရစင်တဲ့လို့တောင်းတလို့ရပါအောင်မလားရမြတ်စွာဘုရားကဇရာဆိုတဲ့အိုခြင်းတရားမအိုပြရစင်တဲ့ဘုရားမတောင်းတလို့မရဘူးတဲ့နံပါတ်1တောင်းတလို့မရတဲ့အရာ ဒုတိယတောင်းတလို့ရမရတဲ့အရာကဘေကဝေจิตာจิตမေတို့ဣဒာဤလောက၌ဗျာတိဓမ္မနာရမယ့်အရာတွေကို မာဗျာတိယိတိမနာပြရစေနဲ့လို့နာအလဘနိယဌာနံတောင်းတလို့မရဘူးတဲ့ဒုတိယတောင်းတလို့မရတဲ့အရာကနာရမယ့်အရာမနာပြရစေနဲ့တောင်းတမရဘူးဆိုကြည့်ပါနာတိဓမ္မမနာယတောင်းတမရပါဘူး นาดีดมรมนายาต้องดำเยาวบานาดีดมรมนายาต้องดำเยาวบาเปรตได้ฮอริเปรตได้กุนานิลามนานิกลานาเลยเนาะจะนามาจีเนเลยแต่ใช่ตั้งท้ายเราที่นี่อะไรมาทายบีมันลงมาเชื่อไแต่ยานาจีจะอะไรกุขันาคุโลดายไล่ลามาไล่กูละ နာလာလားမနာလာဘူးလားဥရောရွှေကြပြောင်းရပြီလေနော်ဒါပေမဲ့တရားနာတဲ့အချိန်တရားထိုင်တဲ့အချိန်ပဲနာတာကိုသိတာတီဗီကြည့်တဲ့အချိန်သိလားမသိဘူးလားဟုတ်တီဗီကြည့်တဲ့အချိန်ကိုဒီခန္ဓာကိုယ်ကနာနေလားမနာနေဘူးလားဖောက်ပြန်နေလားမဖောက်ပြန်နေဘူးလားဖောက်ပြန်နေတာပဲဒါပေမဲ့လေတီဗီကဟိုပါတော့ကဆွဲထားတော့နာလို့နာမှလည်းမသိဘူးလေ သုံးနိုင်တော့တပြိုင်နဲ့ထိုင်ကြည့်တယ်အပေါ်ပါသွားဖို့တော့မေ့နေလားမမေ့နေဘူးလားဟိုတရားလေးမဲ့တဏှာကြီးတော့ထိုင်ပြီးနာနေရတရားတဏှာကြီးတော့တရားထိုင်နေဆိုဟိုကနာဒီကနာခန္ဓာကိုယ်ကြီးကတရားနာတဲ့အချိန်ချက်ချင်းပေါ်လားမပေါ်ဘူးလားတရားထိုင်တဲ့အချိန်ပေါ်လားမပေါ်ဘူးလားအမှန်ကတော့ TV ကြီးနေတဲ့အချိန်နဲ့ပေါ်တာပဲဒါပေမဲ့တရားထိုင်တဲ့အချိန်ကျတော့ခန္ဓာကိုယ်ကကိုယ်စိတ်ကကိုယ်ခန္ဓာကောင်မှအနိကရှိနေလားမရှိနေဘူးလား တီဗီကြည့်တဲ့အချိန်ကျကိုယ်စိတ်ကခန္ဓာကိုယ်မှာရှိလားတီဗီမှာရှိလားဩနော်တတော်တရားကြဖို့ကောင်းတယ်နော်ဆိုတော့တီဗီမှာတစ်ခါကတို့တွေစဉ်းစားကြည့်တီဗီပေါ်မှာ ပေါ်လာတဲ့ရုပ်ပုံတွေကအစ်စ်တွေလားအတုတွေလားဝိပြက်သွားရင်ပေါ်သေးလားဒါပေမဲ့အတုကိုထိုင်ကြည့်နေတဲ့ကြည့်နေတဲ့သူတွေရဲ့ emotion စိတ်ခံစားချက်ကြတော့အတုခံစားလားအစ်စ်ခံစား အတုတွေထိုင်ကြည့်ပြီးတော့အစ်စ်တွေခံစားတယ်နော်ကြည်တာကတော့အတုတွေကြည်နေတာပဲပြီးပြည့်သွားရင် မပေါ်ဘူးဒါပေမဲ့ကြည်နေတဲ့ဒူရီရဲ့စိတ်ခံစားချက်ကြတော့အတုတွေကိုကြည်ပြီးတော့အစ်စ်တွေခံစားလားမခံစားဘူးလားကြိုက်တော့လေကောင်းလို့လောဘတွေဖြစ်လိုက်တာမကြိုက်တော့လေဒေါသတွေဖြစ်ရလားမဖြစ်ရဘူးလားဘုန်းကြီးတို့နေဘက်ကတည်းကအေးတယောက် TV ကြည့်နေသူမင်းသမီးလူစိုးတွေဝိုင်းရိုက်လို့အုတ်ခဲနဲ့ကောက်ပေါက်တာ TV ကွဲသွားတယ် ခံစားချက်ထိမ့်နိုင်လားမထိမ့်နိုင်လားတန်လားမတန်ဘူးလားမတန်ဘူးဆိုတော့မကြည့်ဘူးလားဆိုဩတော်တော်ပွင့်လင်းနေကြည့်ကြပါနော်ပြောကျင်တဲ့ပရိသတ်တရားနာတဲ့အချိန်နဲ့ဟောဒီခန္ဓာကိုယ်ကြီးဖောက်ပြန်နေလားမဖောက်ပြန်ဘူးလားဒီပီကြည့်တဲ့အချိန်ကိုဖောက်ပြန်လားမဖောက်ပြန်ဘူးလားနာနေတာကတော့နာနေတာပဲအချိန်မရွေးစက္ကန့်တိုင်းမိနစ်တိုင်းမှာနာနေတဲ့ဟောဒီဒုက္ခနာကိုကြည့်မနာပြရစေနဲ့လို့တောင်းတလို့ရပါမလား ဲ့တော့နာတာကိုတော့တို့တွေလက်ခံရတော့မှာပေါ့နာကောင်းလားဆိုရင်ရုပ်အနာအပေါ်မှာစိတ်အနာထပ်ဖြင့်ပူပင်မလားမပင်မလားရုပ်နာပင်မဲ့စိတ်မနာဖို့လိုလားမလိုဘူးလားကိုနာပင်မဲ့စိတ်မနာစီနဲ့နော်ခေါရီပရိသတ်တွေကိုနာရတဲ့စိတ်နာတာဘယ်ဟာပူပင်မလဲခုစိတ်နာတာတွေရောမရှိဘူးလားဟောဘု து ကိုနာနေ စိတ်တွေနားတယ်ဆိုတာကပြိသေအဲ့ဒီစိတ်အနာကိုစိတ်နဲ့ကုမပဲပြီတော့တာဘုရားရဟန္တာတွေသူတော်ကောင်းကြီးတွေကြတော့ကိလေသာကုန်သွားတော့ရုပ်တော့ရုပ်ရတော့ဘုရားရဟန္တာတွေအရှင်မြတ်ကြီးတွေကိုခန္ဓာကိုယ်ကြီးနာလားမနာရဘူးလားသူတော်ကောင်းတွေလည်းပြိသေခန္ဓာကိုယ်ရှိနေတော့အနာရောရှိမှပဲတိုးတော်လဲကိလေသာကုန်သွားတဲ့အတွက်ကြောင့်ဘုရားလုံးသူတော်ကောင်းကြီးတွေစိတ်အနာမရှိတော့ကြောင့်ရဟန္တာတွေစိတ်ဆိုးတယ်ဆိုတာမရှိတော့ဘူးရှိသေးလား ဒါကြောင့်မတို့ကျုပ်ဆရာတော်ကြီးတွေအိုးယန္တာလို့နာမည်ကြည်တယ်မဲ့ဒေါသထွက်သေးတယ်ဆိုရင်အဲ့ဒါယန္တာမဟုတ်ဘူးစိတ်တူနေသေးတယ်ဆိုရင်ယန္တာမဟုတ်တော့ဘူးယန္တာဆိုတာပရိသတ်ဒေါသဆိုတဲ့ကိလေသာအနာဂံဘဝမှာအကျွင့်မဲ့ပယ်ပြီးသားဆိုယန္တာတွေဒေါသမထွက်တော့ဘူးစိတ်မဆိုးတော့ဘူးစိတ်မကောက်တော့ဘူးပုထုဇဉ်တွေကခဏခဏစိတ်ဆိုးတယ်ခဏခဏစိတ်ကောက်တယ်ခဏခဏမကြည်မနက်ဖြစ်နေတယ်ဆိုတို့ပုထုဇဉ်တွေမှာအဲ့ဒါတွေရှိလားမရှိဘူးလား အရောင်လို့မြတ်စွာဘုရားရဲ့စာပေမှာတောင်းတလို့မရတဲ့အရာ၅မျိုးမှာဒုတိယကနာရမယ့်အနာကိုလည်းအရာကိုလည်းမနာပြရစေနဲ့လို့တောင်းတလို့မရဘူးဆိုတော့ဟိုအိုရမယ့်အရာတွေလည်းဒုတိယကြုံရမှာပဲနာမယ့်အရာတွေလည်းကြုံရမှာပဲဒါလေးတွေသိတော့ဩမြတ်စွာဘုရားဟောတဲ့အတိုင်းသိမှန်တာပဲဆိုရင်ခန္ဓာကိုယ်ဉာဏ်လေးနဲ့ကပ်ပြီးခန္ဓာကိုယ်မှာတရားရှိနိုင်လားမရှိနိုင်ဘူးလား အနစ်ရှာတယ်ဆိုရင်အဲ့ဒီကိုယ်ခန္ဓာကိုယ်ရဲ့ဖြစ်ပြက်နေတာကိုဓမ္မလေးနဲ့ချိန်ထိုးပြီးကြည့်အဲ့ဒါတရားအနစ်သာတာတရင်ကငြိမ်းချမ်းတာပဲပေါ့တတ္တယတောင်းတလို့မရတဲ့အရာတခုကဘေကဝေจิตတจิตသမီးတို့ဣဒာဤလောကနဲ့မရဏဓမ္မံသိရမယ့်အရာတွေကိုမာမာနီဤတိမသိပြရစေနဲ့နာအလပနိယဌာနတောင်းတလို့မရဘူးတဲ့တတ္တယတောင်းတလို့မရတဲ့အရာကသိရမယ့်အရာမသိပြရစေနဲ့လို့တောင်းတလို့မရဘူး ဆိုကြည့်ပါသေတိဓမ္မမတေယတောင်းတမရပါသေတိဓမ္မမတေယတောင်းတမရပါသေတိဓမ္မမတေယတောင်းတမရပါမရဏဓမ္မသိရမယ့်အရာတွေကိုမာမဏိဣတိမသိပြရစေနဲ့လို့နာအလပတိယဌာနံတောင်းတလို့မရဘူးတဲ့ သိနေကြလားမသိနေဘူးလားအငဲတွေလည်းသိရမယ်အလေလက်တွေလည်းသိရမယ်အကြီးတွေလည်းသိရမယ်ဒါပေမဲ့ဒုတိယသိခြင်းတရားကိုရှိရောက်မလာတဲ့ရင်နည်းနည်းသတိဒီမိနေလားမမိနေဘူးလားသိကြတာကတော့ပြိသက်ငါလဲတနည်းဆိုတာဒီနည်းထည့်တွေ့ထားအောင်နော်သိခြင်းအချိန်မြွေသိနိုင်လားမသိနိုင်ဘူးလားအချိန်မြွေအရွယ်မြွေနေရာမြွေပုံစံမြွေမြွေနဲ့သိလို့ရလားမရဘူးလား ဩသိခြင်းပြိတ္တရေတောင်းရင်းနဲ့သိလို့ရတယ်ရလားမရဘူးလားဟိုတလောကမင်းသားတယောက်သိသွားတယ်လေရေတောင်းရင်းနဲ့ကြားလိုက်သေးလားဘာတူတဲ့တော့ဩမှတ်မိတယ်နော်သူများအတုပါကြောင့်မှတ်ထားတယ်နော်ကိုယ်အလဲလဲအဲ့ဓာတွေရောက်နိုင်တယ်နော်အဲ့ဒါရေတောင်းရင်းနဲ့သတိထားတော့ဘူးလို့လားမလို့ဘူးလားပြိတ္တရဲ့